ဲ့သွားမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားရဖို့လိုပါတယ်။အရှိချိန်မှာတော့တမရော်ရဲ့စည်ရေလှုပ်ရှားမှုကိုပြန်ကြည့်ပြီးခရရဲ့ကဒီတိမ်မှာခြေစိုက်ထားတဲ့ခလာရ269ကိုတမရော်လီကနေရဲရင်နေနဲ့အကျဉ်းချင်းအားဖြစ်တင်ခဲ့ပြီးတဲ့နောက်ဒီရဲ့ပိုင်းမှာပဲတွန်းဆံမျိုးကိုဆက်လက်ချီတက်တိုက်ခိုက်နေတယ်ဟုတ်လေတတိနေရရှိပါတယ် ်အရှိတမလို့စစ်ကြောင်းနေတဲ့အတူဒီဇိုမီအဖွဲ့တွေကအကြမ်းဖက်သမားတွေချင်းအစွန်ရောက်တွေကိုဝိုင်းဝန်းတိုက်ခိုက်ဖို့တဲ့တွန်းဆံမျိုးရဲ့တောင်ဘက်မှာရှိနေတဲ့ဇတိချောင်းပတ်ဝန်းကျင်ကိုလည်းထိန်းချုပ်ထားတာရှိတယ်။ဒါအပြင်တွန်းဆံမျိုးရဲ့အနောက်မြောက်ဘက်မှာရှိနေတဲ့ဒေသတခုကိုလည်းဒီဒေသခံချင်းအဖွဲ့တွေနဲ့တမလို့စစ်ကြောင်းနေတဲ့ပူးပေါင်းပြီးတော့ပိတ်ဆို့ထားတာရှိပါတယ်။ဆိုတော့ချင်းမီနယ်ထဲမှာတမလို့ကပြန်လည်းထိန်းချုပ်ဖို့ကြိုးစားနေခဲ့တာကတော့ပြီးခဲ့တဲ့မိုးရင်းတစ်တွင်းလုံးဖြစ်ပါတယ်။ဒါပေမဲ့လည်းချင်းမီနယ်မှာရှိနေတဲ့ဒီပထဝီအနေထားအရလမ်းမ်းတွေရာတွားရေးလာရေးကလည်းခက်ခဲတယ်။ ချင်းမိနယ်ဆိုတာကလည်းဒီမြေအမြဲတမ်းပြိုတဲ့ဒေသတစ်ခုဖြစ်တဲ့အတွက်တမလို့ရထိုးစစ်ကတင်းတလောက်ခင်းမပေါက်ခဲ့လို့ဖြစ်ပါတယ်ဒီလိုမျိုးထိုးစစ်ဆင်မှုတွေပြီးခဲ့တဲ့လာနေငယ်ကပဲဒီကလေးမျိုးကနေစပြီးတော့တိုင်းငယ်လမ်းကိုနေမြေရှင်လေးဆောင်ရွက်ဖို့ထိုးစစ်ဆင်မှုတွေအင်အားတထောင်ကျော်နဲ့ဆောင်ရွက်ခဲ့တာရှိပါတယ်ဒါပေမဲ့လည်းဒီလောက်ကံ PDF အများအပြားရခိုင်လက်နက်ကန်သဘော AA ရဲ့ဝါမဲပိတ်ဆို့မှုတွေကြောင့်တိုင်းငင်းလန်းစုံကိုမရောက်ဖ ೇನೆ ဟွာပြီးလောက်ပါတယ်တမတော်စစ်ကြောင်းတွေကပြန်ပြီးတော့ဆုတ်ခွာလာရတယ် အဲ့ဒီနောက်ဒါကစားကလေးမှပြန်လဲစုဖွဲ့ပြီးတဲ့နောက်လိုအပ်တဲ့လက်နဲ့ခရင်အင်အားတွေနဲ့အများပြားကိုပြန်လဲစုဖွဲ့ပြီးခဲ့တယ်။ဒါကြောင့်မလို့ကလေးကနေ UTP ချစ်တက်လာတဲ့တက်မလို့စစ်ကြောင်းတွေကအနောက်ဘက်ကဒီတိုင်းငင်းလန်းစုံမြောက်ဘက်မှာရှိနေတဲ့ကလေးခန့်ဘက်တမူလန်းပိုင်းနဲ့တောင်ဘက်မှာရှိနေတဲ့ကလေးကံကောလန်းပိုင်းကိုနေမရှင်လေးဆောင်ရွက်နေတာကိုလည်းမြင်တွေ့ရပါတယ်။ဆိုတော့ချင်းမြင့်နေရဲ့အဓိကဝင်လန်းထွက်လန်းကြီးတွေအားလုံးကိုတက်မလို့ကအလေကနေပိတ်ဆို့ထားတာပဲဖြစ်ပါတယ်။ ကလေးကနေချီတက်သွားတဲ့တမတော်စစ်ကြောင်းကြီးတွေကမှဒီကလေးတိုင်းငယ်လမ်းမိုင်းကိုပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်တော့တိုင်းငယ်လမ်းစုံလောက်ထိပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်တော့ဤတိမ်ကိုလည်းပြန်လဲထင်းချုံနိုင်မှာဖြစ်သလိုဖလန်းကိုလည်းချင်းချောက်ထားနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ အခုတမ်းမတော်ကချင်းမြင့်နယ်မှာရှိနေတဲ့ဝေပုံလားမြို့ကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တဲ့အတွက်ဝေပုံလားမြို့ကလည်းချင်းမြင့်နယ်ရဲ့အဓိကဝင်လန်းထွက်လန်းတဲ့နေရာထဲမှာပါဝင်နေတာဖြစ်ပါတယ်။တကယ်တော့ချင်းမြင့်နယ်မှာရှိနေတဲ့အဓိကဝင်လန်းထွက်လန်းကြီးတွေမှာချင်းပရာသောဟုတ်ကအဖွဲ့တွေကချင်းမြင့်နယ်တောင်ပိုင်းရောမြောက်ပိုင်းရောပိတ်ဆို့ထားပေမဲ့တကယ်တဲ့ပထဝီအနေအထားအရအရေးပါတဲ့နေရာတွေကိုတော့တမ်းမတော်ကနေမြေကန်ချင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ပြန်လဲထိန်းသိမ်းဆောင်ရွက်နိုင်နေတာကိုလည်းမြင်တွေ့ရပါတယ်။ အဲ့ဒါပြန်ကိုဖလန်းမှာရှိနေဘုံလို့ခေါ်တဲ့ဒီလေစိတ်ကိုပြန်လဲထိန်းချုပ်နိုင်ရေးအတွက် CNA CNB အဖွဲ့တွေနဲ့တမတော်နဲ့ပြန်လဲနှိမ့်နိုင်ပြီးတော့တက်ဆွဲထားတဲ့အဖွဲ့တွေကပြန်လဲဆုတ်ခွာပေးလိုက်ပါတယ်။ဒါပေမဲ့လည်းဒီ CNA CNB အဖွဲ့တွေကဆုတ်ခွာပေးလိုက်တဲ့ချိန်မှာတော့ CNDF နဲ့ရခိုင်လက်နက်ကိုင်သဘော AA ရဲ့အတုံးချကန်အဖွဲ့တွေကဒီဖလန်းမှာရှိနေစုဘုံလေစိတ်ကိုတော့ပြန်လဲထိန်းချုပ်ထားတာကိုမြင်တွေ့ရပါတယ်။ဆိုတော့အကယ်၍တမတော်စစ်ကြောင်းတွေကသာတိုင်ငင်လန်းစုံတိုင်ငင်လန်းစုံကနေမြောက်ဖက်ချမ်းမှာရှိနေတဲ့တိ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 ကနေဒွန်းဆန်ကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်မယ်ဆိုရင်တော့ ဒီအိန္ဒိယနဲ့မြန်မာနိုင်ငံနယ်စပ်မှာရှိနေတဲ့နောက်ထပ်မျိုးတစ်မျိုးကိုတိုက်ခိုက်သိမ်းမဲ့နေမှာဖြစ်ပါတယ်။အပြင်နောက်ထပ်ကလေးကနေဥတီလာတဲ့စစ်ကြောင်းကြီးကခံဘတ်မျိုးကိုတိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင်တော့ကလေးခံဘတ်တမူကလေးကလေးဝမုံရလမ်းပန်းကြီးကိုလည်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ကလေးဝနဲ့မုံရကြားမှာတော့အချက်ဖက်သမားတွေဆက်လက်ရှိနေသေးတယ်။ဒါကနမခတိုင်းရဲ့လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေတိုင်းမူးနယ်နေမြေကန်တပ်ရင်းတပ်ဖွဲ့တွေစစ်ကြောင်းမှုတွေနေမြေမှုတွေရဲ့ဆောင်ရွက်မှုတွေနဲ့လည်းအများကြီးသက်ဆိုင်နေပါသေးတယ်။ ဆိုတော့ချင်းပြည်နယ်ကိုအဓိကဝင်လန်းထွက်လန်းတွေကတော့မကွေးတိုင်းနဲ့စကိုင်းတိုင်းကအဓိကကြားတယ်လို့ဆိုရမှာဖြစ်ပါတယ်။စကိုင်းတိုင်းကတော့လက်ရှိစုမိုးထားတဲ့အနေအထားကကံကောဒေသကချင်းပြည်နယ်ကိုအများကြီးချိန်ချောက်ထားနိုင်တဲ့သဘောမျိုးမြင်တွေ့ရတယ်။ကလေးမျိုးကအဓိကချိန်ချောက်ထားနိုင်တာကိုမြင်တွေ့ရတယ်။မကွေးတိုင်းရဲ့အနောက်ချမ်းမှာရှိနေတဲ့ရော်စော်ပေါက်မြိုင်းဒေသတွေကိုတော့နေမီရှင်တွေဆက်လက်ဆောင်ရွက်ဖို့လိုအပ်နေသေးပဲဖြစ်ပါတယ်။ပဒေမွန်ရလန်းကိုမေးတင်ထားတဲ့ပေါ့ယောစောဒီတာတွေမချင်းချုံနိုင်သေးသေးရေကတော့ကပ်ပက်လက်မတူပြီးလမ်းပိုင်းကိုထိန်းချုပ်ဖို့ကအင်မတန်ခက်ခဲပါတယ် တောက်ထုမှာလေသိရှိတယ်ဆိုပေမဲ့လည်းတကယ်တမ်းပထဝီအနေထားအရတွန်းစစ်ဆင်မှုနေမြရှင်လေးဆောင်ရွက်ဖို့ကတော့လိုအပ်ချက်တွေရှိနေပါသေးတယ်။အပြင်ဒီ NUG လောက်ခံ PDF တွေရဲ့အဓိကအသက်သွေးကြောဖြစ်နေတဲ့မကွေးတိုင်းနဲ့စကိုင်းနဲ့အဆက်မှာရှိနေတဲ့ဒီကံကောရောစောဒေတာကရင်းနယ်တွင်းတွေကိုအလားကြည့်ထားနေတာတွေကလည်းတော်တော်လေးစိုးပါတယ်။ဒီကရတဲ့အခွန်အခတွေဒီကရတဲ့ပတ်စံတွေနဲ့ပဲအကြံဖက်သမားတွေကရန်နေပောက်ခွေးရေးပစ္စည်းတွေနဲ့ဆက်ဆက်လုပ်ငန်းတွေကိုအများပြအသုံးပြနေတာရှိတယ်။ ဒါအပြင်အကြမ်းဖက်သမားတွေကရင်းနှံတွင်းတွေကိုလည်းဝင်ကြီးအုပ်ထားတဲ့အတွက်နိုင်ငံတော်ကနေအခွန်အခတွေမရသလိုအကြမ်းဖက်တွေရဲ့ရေတောမြစ်တစ်ခုအနေနဲ့ဆက်လက်ပြီးတော့ရပ်တည်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဘေးမှာရှိနေတဲ့ဒီနယ်မြေကန်တရင်တက်ဖွဲ့တွေအနေနဲ့ပဲဖြစ်ဖြစ်နမခတိုင်းရဲ့လာအုပ်ခံတရင်တက်ဖွဲ့တွေနဲ့ပဲဖြစ်ဖြစ်ပါရမော်တာ၊ဂလိုက်တာ၊ဂျိုင်ရိုကော့ပတာစားလာရည်နဲ့ဒီရင်းနှံတွင်းပတ်တဲ့တကြောကိုအမြဲတမ်းစုမိုးထားနိုင်မှုလည်းလိုပါတယ်။အဲ့တော့ချင်းမိနယ်နဲ့ဆက်ဆက်ပြီးတော့တင်ဆက်ပေးခဲ့တဲ့တဲ့မှာချင်းမိနယ်ကိုပိတ်ဆို့ထားနိုင်မှုဆိုရင်တော့နောက်ဘက်ချမ်းဒေသတွေကလင်းမော်လိုက်လမ်းပိုင်း မခွေတိုင်းရဲ့အနောက်ဘက်ခြမ်းဒေသရောစောကြောက်ထုဒီဒေသတွေကိုစုံမထားနိုင်ဖို့အများကြီးလိုအပ်ပါတယ်။အရှိချိန်မှာတော့ဒီခလာရ90ကဗျူဟာမှုကပြောင်းရွှေ့သွားပြီဆိုမဲ့ချင်းမီနယ်ရဲ့အဓိကနေရာတွေမှာတော့မြန်မြန်ဆိုင်ဆိုင်စီရေးဆောင်ရွက်မှုတွေကိုမြင်တွေ့လာရမှာရှိပါတယ်။ကန်ကောကပြောင်းရွှေ့သွားတဲ့ဗျူဟာမှုကကလေးကိုရောက်ရှိသွားပြီးတဲ့နောက်ပြောင်းရွှေ့သွားတဲ့ဆိုတဲ့သတင်းကြားရုံနဲ့ local PDF, NUG လောက်ကန် PDF တွေမှာပြပြတလဲဖြစ်နေတယ်ဆိုတဲ့သတင်းတွေကိုလည်းကြားသိရပါတယ်။ ူဟောင်မှုရဲ့ဆောင်ရွက်ချက်တွေစစ်ကိုဆင့်နေတူအောင်တိုက်တာတွေနဲ့နေပြည်တော်ဒေသခံတွေကိုပြန်လည်စီရင်ရေးဆောင်ရွက်နိုင်မှုတွေကလည်းတော်တော်လေးကိုထိရောက်ခဲ့တာကိုမြင်တွေ့ရပါတယ်။ကံကောဒေသပတ်ဝန်းကျင်မှာဒီခလာရ90ရေရခိုင်ပြည်